ပြည်ပြည်နယ်မြောင်းရီမြို့နယ်မှာကြားဖြတ်နေနေရီဆောင်ရွက်နေတဲ့အချိန်ဝန်ပြည်နယ်ဘက်ကိုဖြတ်တန်သွားလာတဲ့နိုင်ငံသားတွေနဲ့နိုင်ငံခြားသားတွေကိုတေချာစစ်စစ်ပြီးတော့ပြစ်မှုကျူးလွန်တဲ့သူတွေအေးအေးယူဖို့ကိုညွန်ကြားထားတယ်လို့စုံစမ်းသိရှိရပါတယ်။နိုင်ငံတကာကဖိအားပေးမှုနဲ့အတူစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ဖန်အန်ခီးစင်မှာကြားဖြတ်ငွေလင်းလေဂိုင်းတွေကိုအမြင့်ဖြတ်ချေမှုမယ်လို့ညွန်ကြားချက်တွေကြောင့်အခုလိုဖန်ဆီးမှုတွေရှိလာတာဖြစ်ပါတယ်။ လက်တလောမြောက်ဒီမျိုးနယ်အတွင်းမှာရှိတဲ့ရွှေကုတ်ကိုကီကီပတ်မင်းလက်ပံအစရှိတဲ့ကြားဖြတ်လုပ်ငန်းတွေဖြိုခွင်းမှုတွေပြုလုပ်နေတဲ့အချိန်ထွက်ပြေးလာကြတဲ့နိုင်ငံသားတွေအပါအဝင်ပြည်ပနိုင်ငံသားတွေကိုမြို့ဝင်မြို့ထွက်နဲ့မော်မီနယ်အတွင်းမှာခိုးလုံနေထိုင်မှုမရှိစေရေးအတွက်တန်တရားရှိွယ်တူတွေကိုတေချာစုံစမ်းပြီးတော့အေးအေးယူကြဖို့ကိုညွှန်ကြားထားတယ်လို့မော်မီနယ်အစိုးရဖွင့်တဲ့နီးစပ်တူတူကပြောပါရယ်ထွက်ပြေးလာတဲ့နိုင်ငံသားတွေရောကိုယ်နိုင်ငံသားတွေရောပဲစစ်ဆေးခိုင်းတာပါ အချို့ကြတော့တက်ဆိုင်ရာဒေတာကိုမပြန်ပဲဒီမှာပဲအခြေချတာမျိုးတွေရှိလာနိုင်တယ်။အဲ့ဒီတူတွေကိုတင်းချစစ်စစ်ဖို့လိုတယ်။နောက်တစ်ခုအရေးကြီးတာကနိုင်ငံခြားသားတွေဥပမာတရုတ်နိုင်ငံသားတွေဆိုရင်ဒီအလုပ်ကိုအဓိကလုပ်နေကြတာဒီလုပ်ငန်းကကြိုက်တဲ့နေရာမှာလုပ်လို့ရတယ်ဆိုတော့အဲ့ဒါကြောင့်တင်းချစစ်စစ်ဖို့ပေါ့။အဲ့ဒီထဲမှာတချို့ဆိုအလိုရှိနေတဲ့တူတွေလည်းပါတယ်။တချို့ကြတော့ကိုယ်နိုင်ငံကိုအလဲပက်လာကြတဲ့နိုင်ငံခြားသားတွေအနောက်ရှက်မဖြစ်အောင်လည်းပါတယ်ပေါ့။ အခုတော့စစ်တပ်ရဲတပ်ဖွဲ့တွေအပါအဝင်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ကကင်းပီနယ်နဲ့နယ်နိမိတ်ထိစပ်နေတဲ့အဝင်ထွက်လမ်းပိုင်းတွေကိုအဓိကစစ်ဆေးနေတယ်လို့ဟိုတယ်မိုတယ်တဲကိုခန့်အိပ်ရာတွေအပါအဝင်အင်္ဂါအဆောင်စရှိတဲ့နေရာတွေကိုလည်းစစ်ဆေးမှုတွေတင်းကျပ်ထားပါတယ်။တနင်္လာရီတိုင်းရဲ့သတင်းရင်းမြစ်အချို့ရဲ့ပြောဆိုချက်တွေအရအခုရက်ပိုင်းအတွင်းမှာကင်းပီနယ်ဘက်ကနေထွက်ပြေးလာတဲ့ကြားဖြတ်လုတာစုစုပေါင်း900နီးပါးကိုတထုံခရိုင်နဲ့မော်လမြိုင်မြို့တွေမှာဖမ်းဆီးစစ်ဆေးမှုတွေလှုပ်ဆောင်နိုင်ခဲ့ပြီးတော့ အချို့ကတော့ပြန်လွှတ်လိုက်ပေမဲ့အချို့ကတော့စစ်ဆေးနေဆဲဖြစ်တယ်လို့ဆိုပါရယ်အင်းဒီအချမ်းနေကိုအဓိကစစ်ပြီးဖမ်းနေရသူတို့ကလေအဲ့ဒီဒီဖအမကနေထွက်လာတယ်တထုံဘက်ကိုအဝင်လေဒုံသမီးတရားသိတယ်ဟုတ်အင်းဒုံသမီးတရားခိမ့်ပါကိုခိမ့်ထားပြီးတော့ကိုနောက်ထောက်စစ်နေဟာပေါ့နော်ဒီနောက်ထောက်ဥလိုစစ်နေဟာကို၃ရက်၄ရက်လောက်တော့စီနေပြီဒီလိုမျိုးလည်းဖမ်းတာမျိုးရှိရအန်တန်းနဲ့ညာသားကြီးလည်းပါတယ်အဲ့ဒီလိုပေါ့တရားမုံရင် ဆိုင်ရတာနဲ့တိုင်ထောင်လာတဲ့သူတွေဆိုရင်ဖမ်းတယ်သူကြီးပိုင်းတွေသိပ်စစ်နုံငယ်ပိုင်းတွေပို့ဆက်တယ်အဲဒီလိုစစ်ဆေးတဲ့အခါမှာထိုင်းနိုင်ငံတို့မဟုတ်ပြည်ပနိုင်ငံကနေပြန်လာတဲ့သူတွေနဲ့ပြည်တွင်းခီးတွားတွေကိုမှိုင်းရစွာဖမ်းဆီးတာမျိုးဖြစ်စေဖို့စမတ်ကဲခီးတွားကွင်းနဲ့ပြည်ပနိုင်ငံကနေပြန်လာကြောင်းအထောက်အထားတစ်ခုခုနဲ့တိုက်ဆိုင်စစ်ဆေးနေပေမဲ့တာမန်ခီးတွားချို့လေဖမ်းဆီးခံရတာရှိနေတယ်လို့သူကဆက်ပြောပါတယ်လက်ရှိမှာတော့မြောက်ဒီမြို့နယ်တွင်းကကြားဖြတ်လုပ်ငန်းတွေကိုစစ်တပ် PGF KNU နဲ့ တော်လှန်ရေးတပ်တွေကဝင်ရောက်စီးနင်းဖမ်းဆီးနေကြပြီးတော့တရားမဝင်နိုင်ငံခြားသားတွေအပါအဝင်အလုဓမ္မထောင်ချီကိုဖမ်းဆီးထားတယ်လို့တပ်ဆိုင်ရာအဖွဲ့တွေကထုတ်ပြန်ထားပါဗျာ။